ရေပြူမြို့နယ်တဝဲအထူးစီးပွားရေးဆောင်ဒေသအတွင်းကဧကနိကျေးရွာအနီးမှာစစ်တပ်နဲ့တော်လှန်ရေးတပ်တို့နှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီးနေအိမ်တွေကိုစစ်တပ်ကမီးရှို့နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လ30ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲတစ်ကြိမ်ဖြစ်ပွားပြီးအခုလ10ရက်နေ့မနက်ပိုင်းမှာလည်းတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တရရနေ့နေ့လယ်ပိုင်းမှာတော့စစ်တပ်ကဧကနိရွာတွေကနေအိမ်တွေကိုမိရှို့နေတယ်လို့ဒေသခံတွေပြောပြကြရသိရပါတယ်။ စစ်တပ်စစ်ကြောင်းဝင်လာတာနဲ့တိုက်ပွဲတွေကြောင့်ဝတ်ချောင်းခမောင်းချောင်းအီကနီဝဇဝန်တော်ကုန်းတရာအင်းနဲ့ရငဲရွာတို့ကဒေသခံတွေကတော့နေအိမ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒင်းတိုင်းတိုင်းလောင်လုံးမြို့ပေါ်ကအချက်ဖက်စစ်တပ်တဆွဲထားတဲ့ထွေအုပ်ယုံနဲ့လူဝင်မှုကြီးကြပ်ရေးယုံကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုအတွေ့စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ကန်ပေါ့ဒက်ဖန့်ဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့ စတေမလာ30ရက်နေ့ကပဲလောင်လုံးမျိုးပေါ်မှာအချက်ဖက်စစ်တပ်ကအင်အား80လောက်နဲ့တဆွဲထားတဲ့ထွေအုပ်ယုံတဲ့လူမှုကြီးကြပ်ယုံကိုဒေါ်လာရေးပုံပုံတက်တွေကတပြိုင်နက်တည်းဝင်ရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေနဲ့နှစ်နာရီနီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိထားပြန်တယ်လို့ကမ်ဘော့ဒက်ဖန်ဖို့စ်အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိတနင်္လာရီတိုင်းမှာတော့ အဂျပန်စစ်တပ်ကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပြန်လည်လိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေလည်းရှိနေပြီမဲ့ဒေါ်လာရေးတပ်တွေရဲ့တိုက်ခိုက်ချေမှုန့်မှုကိုသာခံနေရပြီးအခုလိုသူတို့စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့မြို့ပေါ်နေရာတွေကိုပါဒေါ်လာရေးတပ်တွေကတံပြန်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျမွန်ပြည်နယ်ရင်းမြစ်နယ်ကအာယူတောင်ကျေးရွာထက်မှာရှိတဲ့ဝါကျောင်းတောင်အောက်မှာ ကင်းလာထောက်တဲ့အချမ်းဖက်စစ်တပ်ဘက်ကတပ်သား၄ဦးကိုဒေါ်လန်ရေးတပ်တွေကပြစ်ခတ်ရှင်းလင်းရမှာ၄ဦးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြပြီလို့ရေဘလူးတပ်ဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အော်တိုဘလတ်တရနေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲရေးမြုံနယ်မှာအချမ်းဖက်စစ်တပ်စစ်ကြောင်းရဲ့ရှေပြေးကင်းထောက်လာတဲ့တပ်သား၄ဦးဟာအာယုတောင်ကျေးရွာထိပ်မှရှိတဲ့ဝါချောင်းတောင်အောက်ရောက်လာတဲ့အချိန်ဒေါ်လန်ရေးတပ်တွေကပြစ်ခတ်ရှင်းလင်းလိုက်ရမှာ၄ဦးစလုံးပွဲချင်းမိတွေကိုတိတ်ကုန်ကြတယ်ဆိုပါတယ်အဲ့ဒီမှာ အကြပ်ဖက်စစ်တပ်နဲ့ DKBA ပူးပေါင်းထားတဲ့စစ်ကြောင်းနဲ့လည်းတိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ရေဘလူးတပ်ဖွဲ့ရဲ့တရင်မှုကပြောပါတယ်။အဲ့ဒီအာယုတောင်ရွာထိပ်ဝါကြောင်းတောင်အောင်မှာအကြံဖက်စစ်တပ်နဲ့ရေဘလူးအဖွဲ့တို့မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိပြီးအခုနောက်ပိုင်းအကြံဖက်စစ်တပ်နဲ့အတူ DKBA တပ်ဖွဲ့ပါစစ်ကြောင်းထိုးတဲ့အချိန်ပါလာတာမျိုးတွေရှိတဲ့အတွက်စစ်တပ်နဲ့အတူအကြံဖက်လောက်ရက်တွေလုံနေတဲ့ဘဲအဖွဲ့ဇီးမဆိုအကြံဖက်စစ်တပ်ကိုတိုက်ခိုက်ချေမုန်းလို့တိုက်ခိုက်ခံရမှာဖြစ်တယ်လို့လည်းရေဘလူးအဖွဲ့တရင်မှုကပြောထားပြီး အခုပြက်ခတ်ရှင်းလင်းခံရတဲ့စစ်တပ်ကလေးဦးတည်းမှာလေအဲ့ဒီ DKBA တပ်ဖွဲ့ဝင်လဲပါနိုင်တယ်လို့ပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့ဒင်းသာကြီးမြို့နယ်ကတိန်ခွန်းချေးရွာရှည်တန်းတိုက်ပွဲအတွင်းကနေစစ်မှန်တပ်သား6ဦးဟာမရမကထွက်ပြေးလာပြီးဒေါ်လာရေးတပ်တွေစီမှာအလင်းဝင်ရောက်လာကြတယ်လို့ GNU ဗိတ်တဝဲခိုင်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ဒါကတော့စက်တင်ဘာလ30ရက်နေ့ကပဲဒင်းသာကြီးမြို့နယ်တိန်ခွန်းချေးရွာအနီးတိုက်ပွဲအတွင်းကနေ စစ်မှုထမ်းတပ်သား၄ဦးဟာကနဦးထွက်ပြေးလာပြီး KNL တပ်မှ၄စီမှအလင်းဝင်ရောက်လာသလိုအော်တိုဘလတ်တရက်နေ့ဖြစ်တဲ့မနေ့ကတော့နောက်ထပ်စစ်မှုထမ်းတပ်သား၂ဦးထပ်မံထွက်ပြေးလာပြီးအလင်းဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သား၆ဦးစလုံးကိုတော်လိုင်းရင်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုစောင့်ရှောက်ပေးထားပြီးသူတို့ဟာစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးဒါကိုခံရပြီးတဲ့နောက်စစ်တင်တန်းကနေတဆင့်အကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းခလာရ280တရင်ကိုအပုတ်ခံရသူတွေဖြစ်တယ်လို့လည်း GNU ဘစ်တဝဲခရိုင်ပြန်ချည်ဌာနကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာတော့အချင်းဖက်စစ်တပ်ကသူတို့ရဲ့စစ်မှုထမ်းအပစင်တွေအတွက်လူငယ်တွေကိုနေရာဒေသအတိအမှပေါ်တာဆွဲဖမ်းဆီးဓာတ်တွေတောက်လျှောက်လုပ်နေပြီးစစ်သားတွေစုဆောင်းနေတယ်လို့တစ်ဖက်မှာလည်းအဲ့ဒီလိုစစ်သားတွေစုဆောင်းခံရတဲ့လူငယ်တွေဟာရှေ့တန်းတွေအပုတ်ခံရတဲ့အခြေအခွင့်ရရတာနဲ့တော်လိုင်းရေးတပ်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာတွေဟာဒုနဲ့ဒေကိုရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ စကိုင်းတိုင်းကမ်လူမြို့နယ်ကအုံတော်ရွာပြူစော်တီကင်စကန်ကိုတော်လန်ရေပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်တပ်ကတပ်ဖွဲ့ဝင်6ဦးကိုပါအရှင်ဖမ်းဆီးရမိထားတဲ့အပြင်တနက်9လက်ကိုလည်းတပါးတဲ့သိမ်းဆီးရရှိထားတယ်လို့ကမ်လူခရိုင်အမှတ်3 PDF တက်ရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလေအဲ့ဒီပြူစော်တီစကန်သိမ်းတိုက်ပွဲတွေကနေစစ်တပ်ကတပ်ဖွဲ့ဝင်6ဦးကိုလက်နက်တွေနဲ့အတူတော်လန်ရေးတပ်တွေအရှင်ဖမ်းဆီးရမိထားတဲ့ပုံတွေအ တိုင်းသားမြင်တွေ့နေရပါလိမ့်ဖြစ်စဉ်ကတော့အော်တိုဘလာတရနေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစကိုင်းနိုင်ကံဘလူးမြို့နယ်အုံတော်ကျေးရွာပြူစော်တီကင်စကန်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကအလင့်ငိုက်ဝင်းရောက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါလိမ့်အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ကပြူစော်တီနှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်တပ်တပ်ဖွဲ့ဝင်6ဦးကိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိခဲ့ရုံနဲ့မှာက တနက်ခုနလက်ကိုလည်းတပါးတည်းတင်းစီရရှိခဲ့တယ်လို့ကမ်လူခိုင်အမှတ်သုံး PDF တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်အဲ့ဒီအုံတော်ကြေးရွာကပူစောတိတွေဟာပူစောတိကောင်းဆောင်တင်ငဲ့ဝတ်ဝတ်ဝတ်ဆိုသူရဲ့လက်အောက်ခံတွေဖြစ်ပြီးဝတ်ဝတ်ကိုတိုင်းလက်နဲ့တက်ဆင်ပေးထားပြီးတော့စစ်တနပ်ပေးထားသူတွေဖြစ်တယ်လို့အခုတော့တော်လန်ရေးတပ်တွေစီမှာအရှင်ဖန်းစီခံထားရပြီဖြစ်တယ်လို့သိရပါတယ်တရှိမှာတော့အဲ့ဒီလိုဖန်းစီရမိထားတဲ့ ရစောဒီကောင်းဆောင်ဝါတော်လက်အောက်ခံ6ဦးစလုံးကိုတော်လန်ရေးတပ်တွေကစစ်တုံးမှဥပဒေနဲ့အညီဆက်လက်အေးအေးယူမှုတွေလှုပ်ဆောင်မှာဖြစ်တယ်လို့လဲကမ်ဘလူခိုင်ပီဒီရဲ့အမှတ်3တရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ